အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့သမီးတို့အလူသွိုင်းလူရင်းနေပေါ့နော်အမ်ဒူတရမြင့်ကြီးကိုဆရာတော်ခွင့်စာချာကလည်းသမီးတို့ငလင်ပြေသွားလို့ပေါ့အတွက်လက်သုံးရလူပြန်ပေးထားပါတယ်အမ်မနေ့အလူစင်နဲ့ဒီနေ့အလူစင်ပြန်ဖတ်ပြပေးမယ်ပေါ့နော်နာမည်စီရင်လိုင်ပွဲမြို့နယ်စိတ်ကုတ်ကျေးရွာခေတ္တဘန်ကောက်ရောက်နေတဲ့စိတ်ကုတ်ကုတူပန်းတိုင်းလူငယ်အဖွဲ့ဖော့တန်ယူဂီတာပေါင်းချုပ်ပေါက်ကုတ်လွယ်စီထောင်50ဘတ်ဖောင်ခေတ္တဆူသဘောဖို့ကလောက်လွယ်တခေါဖူးဖာတို့တဝောင်း 1500ဘက်ဘန်းငွေ6550ဘက်လို့ရှိရင်ဒေါ်နန်းမြစ်တန်းလာကာကျေးရွာမြန်မာငွေနဲ့သုံးသိကြအဲ့ဒါစုစုပေါင်းမနေ့ကရထားတာတော့14သိန်း6300ရရတယ်ပေါ့နော်ဒီနေ့လူစင်ပြန်ဖတ်ကြပေးမယ်ပေါ့နော်ဒေါ်နော်ချူးနော်မော်ဖြူရွာ900ဘက်မမင်းပြူဖန်ကော့ချိုင်းရွာ900ဘက်နော်မာလာကျုံစိန်ရွာ900ဘက်ဒေါ်နော်ရိုင်းလက်ကမုံရွာ100ဘက်မုံမုံလက်ကမုံရွာ100ဘက်နော်ပိုင်မုံလက်ကမုံရွာ100ဘက် นมวีนสงนสงมยานยาบ้านสาสูไซมงายาบะพิลลชิม USA มายานิเด KBA ตตนัาคุเอพยาตากลวยซอโฟทูนมีตูมีตาสูเตยาดอลลาโซลาจานักคินเซนเทมีตาสูเตยาดอลลาโซไซเลมองลูปิโอจีเตยาดอลลาโซปันจีเนมาเซนดาเลมีตาสูเตยาดอลลาโซลินทรีเนมพอลลามีตาสูงาเซดอลลาร์โซฟาของสูมีตาสู 60ဒေါ်လာမန်ကျော့ပွေနမ်မီမိသားစု50ဒေါ်လာ ကိုသိအောင်နမ်မငယ်မိသားစု50ဒေါ်လာဇောကျော်လင်းမိသားစု60ဒေါ်လာဇောဆိုမီမိသားစု50ဒေါ်လာမန်သိဟဲမိသားစု50ဒေါ်လာနမ်မင်ကလေးမိသားစု50ဒေါ်လာဇောတောင်းဝဖိုးတမီကြီးမိသားစု50ဒေါ်လာဇောကြလေးမူစီမိသားစု50ဒေါ်လာခေါမညာမူမိသားစု50ဒေါ်လာဇောသေးဝင်းလူပြိုကြီး 20ဒေါ်လာခုနဘန်းငွေနဲ့1600နဲ့အခုဒေါ်လာငွေ1000အထွက်လာတဲ့ဘန်းငွေနဲ့ပေါင်းလို့ရှိရင်ဘန်းငွေအလိုပေါင်းတော့39,130ရတဲ့ဗောနော်မြန်မာငွေနဲ့ပြန်လဲလို့ရှိရင်40,638,950ရတဲ့ဗောနော်ဒီနေ့မြတ်ကြီးငွေဒုတိယဆရာတော်လူထားတဲ့သိုင်းသုံးရနဲ့ပြန်ပေါင်းလာလို့ရှိရင်ဒီနေ့ကလူငွေကတော့340 63,3000 8,950ရတယ်မို့နော်12ရက်စလုံးစူပေါင်းရရှိတဲ့အလူငွေက3,300 23သိန်း63500ကျရရတယ်ပေါ့နော်အသမီးတို့နဲ့အဖေတို့နဲ့ပထမကျိတ်သွားလူတာတော့949သိန်းလူတန်လိုက်ပြီပေါ့နော်အခုကျစီးတဲ့လူငွေကတော့986သိန်း6,5,500ပေါ့နော်ခုနကမြန်မာနိုင်ငံလူမှုကိစ္စရေးလူငယ်တွေကသူတို့လိုအားတဲ့ဆက်ပစ္စည်းကိုဝယ်ဖို့အတွက်အဖေကတိုက်သုံးဆက်လူတန်လာတယ်ပေါ့နော်အဲတက်စစ်တဲ့လူငွေကတော့946,6,5,500ကျစီးတယ်ပေါ့နော်တက်စစ်တဲ့လူငွေတွေကိုနေ့ချင်းသမီးတို့သွားလူတော့မယ်ပေါ့နော် ဘယ်နေရာလဲဆိုတာတော့အတိအကျမပြောပြတတ်သေးဘူးเนาะမနေ့ချင်မှပြောပြပြမယ်ဘောเนาะအခုသမီးတို့မိသားစုနဲ့လာလူတန်ပေးတဲ့ပရိသတ်တို့အားလုံးစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေလို့သမီးစုမှုကောင်းတောင်းပေးလိုက်ပါတယ်ရှင်အားလုံးကျေးဇူးတင်ပါတယ်